အားလုံးပဲမင်္ဂလာပါမားစုဒီနေ့ထပ်ပြီးဝေးမြမဲ့ကြောင်းလေးကကြတော့ဒီပရမဗီဒီယိုမှာဆိုလို့ရှိရင်ဒီခလေးယူဖို့စ조사နေတဲ့ဇုံတွဲတွေအကာအကွယ်ဘာမှမသုံးဘဲနဲ့ဘာတားစီတွေမှမသုံးဘဲနဲ့ပေါ့နော်တနေ့အထီတနေ့ကြော်တဲ့အထီမှာခလေးမရသေးဘူးဆိုလို့ရှိရင်အမျိုးသမီးတွေနေနဲ့ဘလို့မျိုးသမီးတွေဆိုလို့ရှိရင်အဲဒီဆရာဝန်နဲ့ပြရမယ်ဆိုပြီးတော့ပြောသလိုဒီဗီဒီယိုလေးမှာကြတော့အမျိုးသားတွေအတွက်ပြောပြမယ်အဲ့ဒါကဘာလဲဆိုရင်အမျိုးသားတွေမှာတုတ်ပုတ်တုတ်ပိုးကောင်ကြီးလေးတွေပေါ့နော်နဲတဲ့အမျိုးသားတွေနောက်လို့ရှိရင်သူတို့ရဲ့တုတ်ပိုးလေးတွေကကြတော့ ံတရံမမှန်တဲ့အမျိုးသားတွေအဲ့လိုမျိုးဆိုရင်ဒါဆရာဝန်နဲ့ဒါအာဒီပြန်ပြီးတော့ဟိုပါပေါ့နော်တိုင်းမင်းဆွေးနွေးသင့်တယ်နောက်တစ်ချက်ကကျတော့ဗာလဲဆိုလို့ရှိရင်ဒီဒီလိမ်ပိုင်းဆိုင်ရာပေါ့နော်ကပ်ဘယ်အိမ်နဲ့လိမ်ပိုင်းဆိုင်ရာမှာဒီစီးကျက်ယောဂရှိတဲ့သူတွေလိမ်ပိုင်းဆိုင်ရာမှာဒီယောဂရှိတဲ့သူတွေပေါ့နော်အဲ့လိုမျိုးဆိုရင်လဲဆရာဝန်နဲ့တိုင်းမင်းသင့်တယ်နောက်ကပ်ဘယ်အိမ်မှာအကျိတ်ရှိနေတဲ့သူတွေဆိုရင်လဲဆရာဝန်နဲ့တိုင်းမင်းသင့်တယ်နောက်တစ်ချက်ကကျတော့ဒီကန်ဆာဆေးနဲ့ပေါ့နော်ကန်ဆာကုတဲ့ဆေးတွေနဲ့ကုသခံယူထားတဲ့သူတွေနောက်မိသားစုမျိုးရိုး ဲ့မှာဒီမျိုးမအောင်တဲ့ပြဿနာရှိတဲ့အမျိုးသားတွေအနေနဲ့ဆိုလို့ရှိရင်တော့ကလေးယူဖို့စူးစမ်းနေတာတနည်းပြတဲ့ဒီမရသေးဘူးဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တွားရောက်တိုင်းမြင်ပါလို့မသူအနေနဲ့အကြံပြုချင်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like နဲ့ share လေးလုပ်ပေးပါကျေးဇူးတင်ပါတယ်ရှင်